အမေရိကန်နိုင်ငံမှာချက်ဆရာကောင်းတဲ့သမီးဦးလေးကိုအောင်မြင်စွာမွေးဖွားပြီးပြီဖြစ်ကြောင်းပြည်သက်တွေကိုအတိပေးလာခဲ့တဲ့တရုတ်ဆောင်မီတက်ခိုင်မင်္ဂလာပါပြည်သက်ကြီးရှင်တချိန်ကဗီဒီယိုဇာတ်ကားတွေမှာအောင်မြင်မှုရရှိလာခဲ့တဲ့မင်းသမီးကျော်လေးမီတက်ခိုင်ကတော့အယုံမလေးလိုချက်ဆရာကောင်းပြီးသူမရဲ့အပြုံးချွတ်ချို့လေးတွေကြောင့်ပြည်သက်အားပေးမှုကိုအခိုင်အမာရရှိထားသူတယောက်လည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့တရုတ်ဆောင်မီတက်ခိုင်ကအနုပညာအလုပ်တွေကိုဆွန့်လွှတ်ခံအမေရိကမှာပြောင်းရွှေ့နေထိုင်နေတာလည်းဖြစ်ပါတယ် အောင်မြင်နေစဉ်အချိန်မှာအနုပညာအလုပ်ကိုဆွန့်လွတ်သွားခဲ့ပေမယ့်နိုင်ငံရဲ့ချားမှာသူမရဲ့ဘဝကိုအကောင်းဆုံးတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။မိသက်ကိုင်းကအနုပညာအလုပ်တွေကိုမလုပ်တော့ပေမဲ့လည်းသူမရဲ့ဆိုရှယ်မီဒီယာကနေပရိသတ်တွေနဲ့အများတန်းထိတွေ့ခဲ့ပြီးပရိသတ်တွေကလည်းအခုချိန်ထိအပိနေကြဆဲပဲဖြစ်ပါတယ်။မေတ္တခိုင်ဟာမင်းသမီးကြီးမေတင်စာဦးရဲ့တူမဖြစ်ပြီးအမေရိကန်မှာရှိတဲ့ဖခင်စီကို ပြောင်းရွှေ့နေထိုင်ရင်းနဲ့ မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တအူးနဲ့အိမ်အောင်ပြုခဲ့တာလို့လည်းသိရပါတယ်။အခုတစ်ခါမှဆိုရင်လေတရုတ်ဆောင်မွေးတက်ခိုင်ကသူမရဲ့သမီးဦးလေးကိုအမေရိကန်နိုင်ငံမှာမွေးဖွားပြီးပြီပဲဖြစ်ပါတယ်။မွေးဖွားပြီးတာ၃ဘက်ရှိပြီဖြစ်တဲ့သမီးဦးလေးနဲ့သူမရဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေကိုအလွမ်းပြေဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ချစ်သူနဲ့လက်ထပ်ပြီးလင်းနစ်ကြော်ကြာမှရလာခဲ့တဲ့သမီးဦးလေးဖြစ်ပြီးတော့မေတ္တာခိုင်ရဲ့ချစ်စရာသမီးဦးလေးကိုလည်းပရိသတ်တွေကချစ်ခင်အားပေးကြပြီး ထတ်တူဝမ်းသာပျော်ရွှင်ပေးခဲ့ကြတာပါတရုတ်ဆောင်မီတက်ခိုင်ရဲ့ချစ်စရာသမီးဦးလေးနဲ့သူမရဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်အလွမ်းမြေဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်